မင်္ဂလာပါရှင်ကော်ဖီစင်လေးမြန်မြန်ထည့်တော်မယ်ခေါင်းဆက်လက်ကြော်တယ်ကော်ဖီစင်ကလည်းစားစင်တယ်ဒါပေမဲ့လို့နောက်နေ့အတွက်လည်းဖယ်ထားကျင်လာနဲ့ကော်ဖီစင်လုံးနည်းလေးကော်ဖီပါလှည့်ဖြတ်ထားတဲ့ကော်ဖီပါနော်နောက်ခုကကြတော့ကျွန်မဥနီတုံးပြပါတယ်နော်ဥနီကလည်းစေးပြီးသားကော်ဖီကလည်းစီးပြီးသားပါနော်အဲ့ဒါကြောင့်ဒီပေါ်မှာပဲဥနီလေးနည်းနည်းလေးခပ်ပပလေးလှည့်ဖြတ်လိုက်ပါတယ်ဥနီရဲ့ကော်ဖီရဲ့အဓိကပေါ့ရှင်နောက်ပြီးတော့ကော်ဖီတဲကိုပထမလှည့်ဖြတ်ထားတဲ့ဥနီလေးကိုထည့်လိုက်ပါတယ်ရှင် စားကတော့ဆိုရင်လေးပုံတစ်ပုံခန်းပါကော်ပီကတော့ကော်ပီတော့အသင်းတထုံစားပါဥနီကတော့တစ်ပိုင်းမြင့်ထည့်ပါတယ်ကျင်းတဲ့တစ်ပိုင်းကိုတော့ခေါက်ဆန်းကြော်တဲ့ကိုထည့်ပါတယ်ဒီမှာစားထည့်ပြီးတော့ရင်တော့တီတီချာချာနေပါမယ်အတိုင်းနေစရာမလိုပါဘူး9မိနစ်လောက်နေရပါတယ်9မိနစ်လောက်နေပြီးတော့စားတွေနှံ့သွားတဲ့အခါဆိုရင်တော့သူ့ကိုပြစ်ထားလိုက်ပါရှင် တစ်ဖက်မှာပြစ်ထားပြီးတော့ကျမက45မိနစ်ကြာတဲ့အခါမှာလက်အိပ်ဝင်ပြီးဘာလို့လဲဆိုတော့ရေရေထွက်လာပြီ။အဲတော့ကျမသူ့ကိုအသားလေးဖြည်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 းပြီးတစ်ခါနှဲပါတယ်ထွက်လာတဲ့ရေကိုကျမတော်မှာဖြစ်ပါတယ်။ဒါကကော်ပီကကြုံလဲကြုံသွားပြီးထုတ်ထုတ်ထုတ်လည်းဖြစ်နေပြီ။ဒီတိုင်းစားလို့ရတဲ့အနေအထားဖြစ်နေပါပြီရှင်။ဒါပေမဲ့လို့ကျမကအချင်းထင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ရေတုံပြီးတော့ကြံတဲ့ gobi နဲ့ဥနီတဲ့ကိုမှ ကျမကတရားထည့်ပါမယ်။တရားကတော့မိမိစားကျင်တဲ့လောက်ထည့်ပါ။ ကျွန်မကတော့ဒီမှာတကြားကိုတစုံခွဲလောက်ထည့်ပါတယ်။နောက်တစ်ခုကကြတော့ထပ်ထည့်ရမယ့်အရာကတော့ရှာခိုင်းဖြစ်ပါတယ်ရှင်။မြင်းမြင်းချင်းချင်းနဲ့မြများများချင်းချင်းတော့၄စုံနဲ့၅စုံကြားထည့်ပါ။နင်းငယ်ချင်းချင်းနဲ့နောက်ရက်ကိုလည်းဆက်ပြီးစားခြင်းနဲ့အချင်းမဆူးခြင်းမူဆိုရင်တော့၃စုံလောက်ပဲကျွန်မထည့်သလိုပဲထည့်ပါရှင်။ရှာခိုင်းများလေးချင်းလေးများလေးချင်းလေးဖြစ်ပါတယ်။ ကျမအတွက်ကတော့ငွေဥသီးစိမ်းကမပါမပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ငွေဥသီးစိမ်းလေးတွေကိုသူတွေကိုမိမိလိုသလောက်ညှက်ထည့်လိုက်ပါတယ်เนาะစောင်းမိထည့်လဲရတယ်တတက်ညှက်လဲရစောင်းထည့်လဲရတယ်မိမိတိုင်းနှစ်သက်တလို့ సైకిల్ လေးတွေကိုလှိဖြတ်နိုင်ပါတယ်ကျမကတော့ဒီမှာ9တောင်း10တောင်းလောက်ပေါ့เนาะပမာန်ပေါ့ခမန်းကျေပေါ့เนาะထိုင်းလိုပြောတော့ပမာန်ပေါ့ခမန်းကျေလို့ထည့်ပြီးတော့တဖန်လက်ကလေးနဲ့တဖန်နေပါတယ်ရှင် ဒါမှသာရှာကိုင်းလဲသူတွေဝင်သွားမယ်ငေုပ်တိအနံ့လဲဝင်သွားမယ်အလုံးတမသွားရတော့မှအဲ့လိုနေပြီးတဲ့ခါမှာရေလေးအနှဲငယ်ထွက်လာပါလိမ့်မယ်စိတ်မပူပါနဲ့တော့ဒါဒီရှာလကိုင်းရဲ့အရင်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့သူ့ကိုပလင်းထဲကိုထည့်ပြီးတိုက်တဲ့ခါမှာဒီအရေးပါကျွန်တော်တို့အထဲကိုထည့်ပေးလိုက်ရင်စားလို့ရတဲ့အရာတစ်ခုကိုရရှိမှဖြစ်ပါလိမ့်ရှင်ဒါမှမဟုတ်ပဲနဲ့အခုလိုနေနေရင်းနဲ့အလုံးတမသွားတယ်ဆိုရင်တော့တတ်တတ်တစ်ဖက်ကိုဖယ်တာပါအနှဲကျွန်မကတော့ဒီနေ့ကအနှဲငယ်စားမယ်ဂျန်နဲ့ တဲ့တော့ပေါ်တော့ပလင်းနဲ့ကိုထည့်ပြီးတော့တင်လာမယ်။နောက်နှစ်ရက်တော့ငါဆိုကျွန်မထပ်စားလို့ရတယ်နိ။အဲ့လိုအနေထားမျိုးပေါ့နော်။ဒါကတော့နောက်ရက်စားဖို့အတွက်ကို ပလင်းနဲ့ကိုထည့်သိမ်းတော့ကျွန်မရဲ့ confusion နေဖြစ်ပါတယ်ရှင်။ confusion ကိုကျွန်မလို့တလောင်းတိတ်ထည့်ပြီးသွားတယ်ဆိုရင်တော့အဖုံးလေးပိတ်ပြီးတော့တင်တော့မှဖြစ်ပါတယ်။တဝက်စားပါမယ်။ Thank you ပါ